ဆရာကြီးမောင်သိန်းတွင်ဘာသာပြန်ဆိုထားသော မွန်တီခရစ်စတိုမြို့သားကြီးအခန်း26ဟေဒီသုံးနှစ်ကြာပြီးတဲ့နောက်1632ခုနှစ်မွန်တီခရစ်စတိုမြို့သားကြီးဟာကွန်စတန်တီနိုပယ်မှာရောက်ရှိခဲ့တယ်။အဲ့ဒီမြို့ဆူလတန်မမွန်ရဲ့နန်းတော်မှာအသက်73နှစ်အရွယ်မိန်းမငယ်လေးတစ်ယောက်ရှိတယ်။သူမရဲ့နာမည်ကဟေဒီ ပြီးတော့သူမက မွေဝေချံတယောက်လွန်ခဲ့တဲ့ခဏနှစ်ကဟေဒီဟာဆူဒတန်ရဲ့မွေဝေသူတွေအယ်ကိုပါတော့ရောင်းချခြင်းခံခဲ့ရတယ်။ဒီခုအခါမှာမွန်တီခရစ်စတိုမျိုးစားကြီးကအဆိုပါမွေဝေချံကုန်တင်နဲ့ကားပြိုးနေတယ်။ ဆူလတန်ရဲ့ကိုစားအဲဒီကိုပါကအဲ့ဒီမိန်းကလေးကိုပြင်တဲ့အရာရှိတယောက်ထံမှဘလို့ဝေလာခဲ့ရကြောင်းပြောပြတယ်။အဲ့ဒီအရာရှိရဲ့နာမည်ကိုခမားမှတ်မိလားလို့မွန်ဒီခရစ်စတိုမျိုးစားကြီးကမေးလိုက်တော့ဘုံမှုကြီးဖာနန်မွန်ဒီကိုပေါ်လို့အဲဒီကိုပါကပြန်ဖြေတယ်။သူကဂျနီနာမမင်းသားအလီတပ်ဘီလင်ရဲ့တပ်ဖွဲ့တွေကိုအုပ်ချုပ်ရတဲ့တပ်မှုပေါ့။ဆူလတန်စီကနေဒီမိန်းကလေးကိုဝေယူဖို့ကျွန်တော်အတွက်ဖြစ်နိုင်မယ်နဲ့လိမ့်မယ်လို့ခမားထင်ပါသလား။ခမားသာလုံလုံလောက်လောက်ထိုက်တိုက်တန်တန် ပေးနိုင်မယ်ဆိုရင်အရာရာဟာဖြစ်နိုင်ပါတယ်။ ်ဈေးနှုန်းကတော့တော်တော်မြင့်လိမ့်မယ်လို့အယ်ဘတ်အယ်ကိုပါကဖြေတယ်။တက်အနည်းငယ်ကြတော့မွန်တီခရစ်စတိုမြို့သားကြီးကပြင်တိနိုင်ငံ၃မြေလီဘာဒင်းကားချစ်သိန်းတန်ဖိုးတန်ကြီးများတဲ့မြတ်တလုံးကို ်အဲကိုပါတို့ပေးတယ်အဲကိုပါကအဖို့တန်ကြောင်းမြဲရနာကိုစုလတန်ဘရင်ထံဆက်တာတယ်ဝေဝေကျွန်မလေးဟေဒီနဲ့အလေးအလေးလို့ဖို့အတွက်ဖြစ်ပါတယ်တချိန်တည်းမှာပဲမြို့သားကြီးကတခြားမွေဝေကျွန်တယောက်ကိုဝေလိုက်တယ်ဘလုံးကိုပေါင်းကြီးမတန်ဆွန့်တဲ့အလီဆိုသူယောက်ျားတယောက်ဖြစ်ပါတယ်အလီကစကားမပြောနိုင်ဘူးဘာကြောင့်ဆိုသူ့ရှာကိုစုလတန်ဘရင်ကဖြတ်ထားလို့ပါပဲအဲ့ဒီအချိန်ကစနောက်နှစ်များမှမွန်ဒီခရစ်တို မြို့သားကြီးဟာဟေဒီကိုဖခင်အရင်တယောက်ကသမီးတယောက်ကိုစောင်းလျှောက်တဲ့အတန်းစောင်းလျှောက်တဲ့ဟေ ဒီသူမဟာဂျနီနာမင်းသားရဲ့တမီးဆိုတာကိုသူသိရှိရတယ်။ဘူမုခါနန်မွန်ဒီကိုဟာသူမရဲ့ဖခင်အဖို့ဘလို့တစ္ဆာဖောက်သွားတယ်ဆိုတာကိုလည်းသူမထံမှသိရှိရတယ်။သူမရဲ့ဖခင်ကိုတစ္ဆာဖောက်ပြီးဖခင်ရဲ့စီးစင်ချမ်းသာမွေကြီးအမြအမြကိုတရားသိမ်းပိုက်ဖို့သူမနဲ့သူမရဲ့မိခင်မွေဝေကျော်အဖြစ်ရောင်းစားပုံတို့ကိုလည်းသိရတယ်။သူမရဲ့မိခင်ကတော့ Constantinople ကိုရောက်တဲ့နေ့မှာပဲတည်ဆုံးခဲ့ရပါတယ်။နောက်နေ့အနည်းငယ်ကြအောင် Monte Cristo မြို့သားကြီးနဲ့ Heidi တို့ဟာရှစ်တိုင်းမှာနေ ထိုင်ကြတယ်။ဒီဒီကိုသူမလိုချင်တာမှန်သမျှအကုန်ပေးတယ်။ကြီးစွာသောစီးစင်ချမ်းသာနဲ့နေရတယ်။ဒီဒီအရှင်အတို့အတွင်းမှာဖာနန်မွန်ဒီကိုနဲ့ဟေဒီရဲ့ဖခင်အဖို့သူ့ရဲ့သစ္စာဖမှုလမ်းတစ်ခုလုံးကိုအစအဆုံးကို လူစားကြီးကဖိုတိုသိရှိခဲ့ရတယ်။ဆိုပါဖာနန်ဆိုတဲ့လူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကြာခဲ့တဲ့တုန်းကတမွန်တန်ဒီကိုသစ္စာဖောက်အကျိုးပျက်စီးအောင်လုပ်ခဲ့တဲ့အလားတူပါပဲသူ့အဖို့ယုံကြည်ကိုးစားတဲ့ဇနီနာမမင်းသားအလီတဘီလင်ကိုလည်းသစ္စာဖောက်အကျိုးပြအောင်လုပ်ခဲ့တယ်။အဲ့ဒီကိစ္စသိရှိပြီးနောက်အများမကြာမီမှာမွန်တီခရစ်စတိုမြို့သားကြီးဟာဥယောပါတို့ပြန်လာခဲ့တယ်။သူနဲ့အတူဟေဒီနဲ့မွေဝေကျွန်အလီတို့ကိုလေးခိုခဲ့တယ်။ဘန်နာဆိုဘာဒက်စီကိုလည်းသူတို့နဲ့အတူလိုက်သွားတယ်။သူတို့ ိုးတွေဟာမွန်ဒီခရစ်တိုကျွန်းရှိမြေအောက်နန်းတို့မှာတွားရောက်နေထိုင်ကြတယ်။အဲ့ဒီကျွန်းမှာမြို့သားကြီးကသူ့ရဲ့မိษွေဟောင်းမောင်ကိုသင်းဖို့ရန်အမလီယာရဲ့ကပတင်ကိုစာရေးပြီးခေါ်တယ်။မွန်ဒီခရစ်တိုကျွန်းဟာမောင်ကိုတို့ရဲ့တွေ့ဆုံရနေရာဖြစ်လာတယ်။ဤတွေလက်ကလွတ်အောင်ပုန်းချောင်နေရတဲ့မောင်ကိုတွေနဲ့ညတွေကိုမြို့သားကြီးရဲ့နန်းတို့မှာမကြာခဏဆိုတော့ခေါလုံခွင့်ပေးတယ်။မကြာမီကာလအတွင်းမှာအီတလီရှိနာမည်ကြီးမောင်ကိုဒါမှမဟုတ်ညမှန်တမညမြို့သားကြီးရဲ့ကျေးဇူးနဲ့ကင်းသူမရှိသလောက်ပါပဲ။ ယ်။ဒါကြောင့်ဆိုမြို့သားကြီးပေးတဲ့အကူအညီတော့မဟုတ်၊ကိုညီထောင်းမှဆောင်ရွက်မှုတွေကိုသူတို့ရရှိတဲ့အတွက်ဖြစ်ပါတယ်။အပြန်အလှန်အပြင်အကယ်၍မြို့သားကြီးကသူတို့စီကဘာကိုပဲလိုအပ်လိုအပ်သူတို့ကလည်းသူ့ကိုကူညီဖွဲ့ရန်အစဉ်သက်ရှိကြပါတယ်။အခန်း29ညိုမတမျှများဖာနန်နဲ့မာစီရီတို့ရဲ့သားဘိုင်းကောက်အယ်ဘတ်မိုဆာဟာသူ့တငယ်ချင်းဖရန်အဘီနီနဲ့အတူအီတလီနိုင်ငံမှာခရီးလှည့်နေတယ်။အချိန်ကတော့1638ခုနှစ်အစပိုင်းကာလတွေပေါ့ဒို မမျိုးကိုရောက်ပြီးမကြာမီမှာအဲဘက်ကမွန်တီခရစ်စတိုမျိုးစာကြီးနဲ့တွေ့တယ်။သူတို့တွေမိတ်ဆွေကောင်းတွေဖြစ်သွားကြတယ်။တ냐မှာမစင်မစင်သွာလာလို့ဆောင်မှုကြောင့်အဲဘက်ကသမားတွေရဲ့ဗန်းစင်းရှင်းကခံရတယ်။သမားတွေကသူ့ကိုယောမမျိုးအပြင်ဘက်ကူတချို့သေးခိုသွားပြီးအကျဉ်းသားအဖြစ်ရှုံနံထားလိုက်တယ်။သူတို့ကအဲဘက်ရဲ့တငယ်ချင်းဖရန်စီစာတစောင်ရေးပြီးအီတလီနိုင်ငံသုံးပတ်စံ၄တောင်နဲ့ရွေးယူဖို့တောင်းဆိုတယ်။စာထဲမှာအကေရွေးမနေ့ပြန်မနေ့၆နာရီမှာပတ်စံ၄တောင်တို့လက်ထေးမရောက်ရင်မနေ့ခဏနာ ာရီမှာဘိုင်းကောက်အဲရ်ဘတ်မိုးဆက်ကိုတည်စေရမယ်လို့ရေးထားတယ်။ Pratt & Whitney နေမှာအီတလီနိုင်ငံသုံးပတ်စံ3000ပဲရှိတယ်။အဲ့ဒီလောက်မြန်မြန်ကြီးအီတလီနိုင်ငံသုံးပတ်စံ1000ကိုဒီနေရာကရနိုင်မယ်ဆိုတာသူမသိဘူး။အဲ့ဒီနောက်မွန်တီခရစ်စတိုမြို့သားကြီးကိုသူစဉ်းစားမိတယ်။သူကမြို့သားကြီးထံသွားပြီးပတ်စံ1000လောက်ခတ်တာချင်းကနိုင်ပါသလားလို့မေးတယ်။ဖြည်းဖြည်းဆက်လန်းကိုမြို့သားကြီးကြားတဲ့အခါဒီမိုးလိုက်တယ်။အဲ့ဒီဓမြတွေစီကိုတို့ရဲ့အတူတူသွားကြတာပေါ့သူကပြောလိုက်တယ်။သူကသူ့ရဲ့ကြုံအ လီကိုရထားလုံးအစင်သက်ဖြစ်ဖို့ပြင်ခိုင်းတယ်။ပြီးတော့ရိုးမမျိုးအပြင်ဘက်ဂူတွေရှိတဲ့စီကိုမောင်းထွက်ခဲ့ကြတယ်။အဲ့ဒီလေးရောက်ရောဓမြတွေရဲ့အကြီးအကဲနဲ့တွေ့ရှင်တယ်လို့မြို့သားကြီးကတောင်းဆိုတယ်။အော်မင်းကဒုတ်တဲ့သဘောတူထားတဲ့အချက်ကိုမိနေပြီထင်တယ်လို့မွန်တီခရစ်တိုမြို့သားကြီးကပြောလိုက်တယ်။အာသဘောတူညီချက်ကိုများကျွန်တော်မိတို့မိပါလဲမြို့သားကြီးခမားလို့ဓမြအကြီးအကဲကမေးလိုက်တယ်။အဲ့ရဲ့မိတ်ဆွေတွေထိကဘသူ့ကိုမဆိုမင်းဘရောမဒုက္ခမပေးရဘူးလို့တိုးတဲ့သဘောတူမထားကြဘူးလား။ဒီတော့ကျွန်တော်ကဒီသဘောတူညီ ချက်ကိုဘလို့များဖောက်ပြက်မိပါတည်းအချင်းညနေမှာမင်းတို့တွေဘိုင်းကောင်အယ်ဘတ်မိုးဆက်ကိုဖမ်းခေါ်သွားတယ်လို့ငါကြားတယ်အဲ့ဒါက ငါမိတ်ဆွေတွေကတယောက်ပေါ့လို့ပြောစားကြီးကပြန်ပြောလိုက်တယ်။ကောင်တွေဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတို့တွေငါ့ကိုဘာကြောင့်မပြောတာလဲကွာဟဲ့လို့အမအကြီးကြီးကသူ့လူတွေဘက်ကိုဒုသတကြီးလှိပြီးမေးလိုက်တယ်။သူအကြီးကြောင့်သူတို့တွေနောက်ဆုတ်ရလိုက်ကြတယ်။ကျွန်တော်တောင်းပန်ပါတယ်ခမညာ။သူ့ကိုချက်ချင်းပဲလွှတ်ပေးစေရပါမယ်လို့ဓမြဘောကမြို့စားကြီးကိုပြောလိုက်တယ်။အဲဘက်ကလွမြောက်သွားပြီးမြို့စားကြီးနဲ့အတူယုံမမျိုးတို့ရထားလုံးစီပြီးပြန်ခဲ့တယ်။သူကမွန်တီခရစ်စတိုမြို့စားကြီးကိုအယံအယံကျေးဇူးတင်မိတယ်။သူလွမြောက်လာတဲ့အတွေ့အကြုံတာမကလွမြ ညမှုကိုရွေးယူရမယ်ပတ်စံမပေးရပဲရလာတဲ့အတွက်ကြောင့်ဒီဖြစ်တဲ့အကေရွေးများအပြန်အလှန်အပြင်ကျွန်တော်လှူဆောင်ပေးနိုင်တာရှိရင်ကျွန်တော်ဝမ်းမြဝမ်းသာနဲ့လှူဆောင်ပေးပါမယ်လို့အယ်ဘက်ကမျိုးစာကြီးကိုပြောလိုက်တယ်။အေးကွာငါအတွက်မင်းလှူဆောင်ပေးနိုင်တာတချို့တော့ရှိတယ်လို့မွန်တီခရစ်တိုမျိုးစာကြီးကပြောလိုက်တယ်။ဗာများလေးဗျာငါပေးရေးမျိုးကို အရင်ကမရောက်ဘူးကွာဒါပေမဲ့အဲ့ဒီကိုငါမကြမီသွားမလို့ကွာအဲ့ဒီကိုငါရောက်ရင်မင်းကလိုက်ပြမလားမျိုးကြီးကိုလိုက်ပြပြီးမင်းရဲ့မိတ်ဆွေတွေနဲ့ငါ့ကိုမိတ်ဆက်ပေးမ မလားဒါကိုကျွန်တော်ကဝမ်းမြောက်ဝမ်းသာလုံးမှာပို့လို့အဲဒီဘက်ကပြန်ပြောပြတယ်ပေတော့ပေရစ်ကိုလာမှာလဲဒီနေ့တော့ဖေဖော်ဝါရီလ22ရက်ပြီးတော့အခုဆိုလျင်အချိန်ကစနေနိုင်ခွဲပြီလို့မျိုးစားကြီးကပြောလိုက်တယ်မင်းကိုပေရစ်မျိုးမင်းရဲ့အိမ်မှာငါလာတွေ့မယ်သုံးလားတိတိပြည့်တဲ့နေ့မှာပေါ့ဒါကိုတတိယမယ်လို့ကတိပြုနော်မေလ22ရက်မနက်စင်နာရီခွေးမှာငါရောက်လာမယ်လို့မျှလင့်ထားပေါ့ကွာဒီကောင်းတာပေါ့ခမားလို့အဲဘက်ကပြောလိုက်တဲ့ခမားအတွက်မနက်စာအစင်သက်ဖြစ်စေရပါမယ်